အနုပညာနယ်ပယ်ချင်းတူရာတောင်မှကင်ချင်းမတူလို့အမင်းခန့်ကိုအားကြနေပြီဆိုတဲ့ကောင်းမြတ်ဆိုင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ ။ရင်းသားချုံလီကောင်းမြင့်ဆန်ကတော့တရုတ်ဆောင်တဲ့ဘေးမှာပြည်သက်ချစ်ခင်မှုကို တခဲနဲ့ရှာထားသူတယောက်ပါ။ချုံမော်ရဲရုပ်ရည်နဲ့မိမိုက်နေတဲ့ပုံစံလေးကြောင့်မိကလေးပြည်သက်တွေရဲ့အားပေးချစ်ခင်မှုကို တခဲနဲ့ရရှိထားတာလေးဖြစ်ပါတယ်။ချုံမော်ရဲရုပ်ရည်လေးကြောင့်ပြိုတိုင်းကြိုက်တဲ့နိစီခန့်ကြီးဆိုပြီးတော့ပြည်သက်တွေကြားမှာနမည်ကြီးတွေတဲ့ကောင်းမြင့်ဆန်ကတော့အခုဆိုရင်သူ့ကိုယ်သူကံမကောင်းလို့ဆိုပြီးတော့အားမလို့အားမရဖြစ်နေပါပြီ။ကောင်းမြင့်ဆန်တယောက်ကံမကောင်းမှုဆိုပြီးတော့ညှိတွားနေတာအောင်မင်းခန့်ပျောက်ရွှင်နေတာကိုကြည့်ပြီးတော့မနာလို့ဖြစ်နေခဲ့ပါတယ်။ ကောင်းမြတ်စံတဲ့အောင်မြင်ခန့်တို့နှစ်ယောက်ကတော့အနုပညာနယ်ပယ်မှာအားပေးတဲ့ပြိသက်ခိုင်မာရထားသူတွေပါသူတို့နှစ်ယောက်ကတော့ MRTV4 ကစင်တင်ပေးလိုက်တဲ့မင်းသားနှစ်လက်ဖြစ်ပြီးတော့သူတို့နှစ်ယောက်ရဲ့အနုပညာရည်သွေးကိုတော့ပြိသက်တွေလည်းတည်ထားပြီးသားဖြစ်မှာပါ MRTV4 ကထုတ်လွှင့်ခဲ့တဲ့ဇလန်းတွဲတွေမှာအမိုက်စားတရုတ်ဆောင်ချက်တွေနဲ့တရုတ်ဆောင်နိုင်ခဲ့သူတွေလည်းဖြစ်ပါတယ်နှစ်ယောက်သားကတော့တိုက်မတူပေမယ့်ပြည်ပြင်းတဲ့တရုတ်ဆောင်ချက်တွေကြောင့်အားပေးသူအများအပြားရရှိပြီးတော့အောင်မြင်ကြကြလာခဲ့တာလည်းဖြစ်ပါတယ်အချိန်ကဇလန်းတွဲလောကမှာနမိတ်ကြီးမင်းသားတွေအဖြစ်ရည်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ် ်အာမင်ကြော်ကြားမှုတွေနဲ့အပြိုင်ဆိုင်ရက်တည်နိုင်ခဲ့တဲ့သူတို့နှစ်ယောက်ကတော့အခုချိန်မှာရက်တည်မှုလမ်းကြောင်းကွဲပြားနေပါပြီ။ကောင်းမြတ်ဆန်ကတော့အာမင်နဲ့မင်းသားတလဲထိတ်တဲမင်းသားတလဲဖြစ်အောင်စူးစမ်းနေချိန်မှာအာမင်ခန်ကတော့အမှုပညာလုပ်တွေကိုရှင်းလင်းထားခဲ့ပြီးလေးဖြစ်ပါတယ်။အာမင်ခန်ကတော့အာမင်နဲ့မင်းသားတလဲဖြစ်ရက်တည်နိုင်ခဲ့ပေမယ့်အခုချိန်မှာတော့အမှုပညာလုပ်တွေရှင်းလာပြီးနိုင်ငံသားမှခြေချနေနိုင်ခဲ့တာပါ။အာမင်နဲ့မင်းသားတလဲဖြစ်ဖို့ကသူ့ရဲ့စိတ်ကူးအိမ်မက်တွေဖြစ်ပေမယ့်အခုချိန်မှာချက်တဲ့ဘာမှမရေးကြည့်ဘူးဆိုပြီးတော့ချစ်ရသူနဲ့တူနိုင်ငံသားမ မှပြောင်းရွှေ့နေထိုင်ကြတာလေးဖြစ်ပါတယ်။ကောင်းမြတ်ဆန်ကလည်းအဲ့ချက်ကိုပဲမနာလို့အားကြဖြစ်နေတာပါ။သူကတော့အမှုပညာလောကမှာအမြင်ပေါ်စူးစမ်းနေချိန်မှာတငယ်ချင်းဖြစ်သူဟာချစ်သူလေးနဲ့လက်ထပ်ပြီးတော့ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘွားလေးကိုတည်ထောင်ထားတာမလို့ကောင်းမြတ်ဆန်တယောက်မနာလို့အားကြဖြစ်နေရလေးဖြစ်ပါတယ်။ကောင်းမြတ်ဆန်ကတော့အမှုပညာနဲ့ပတ်သက်လာရင်အောင်မင်းခန့်ကိုမနာလို့ဖြစ်ဘူးပါဘူး။နှစ်ယောက်သားကအမြင်ပေါ်အတွက်စူးစမ်းတဲ့ပုံစံချင်းနဲ့တူကြသလိုနှစ်ယောက်သားကတူတူတက်လာတဲ့အမှုပညာညီကိုတွေမလို့အောင်မြင်မှုနဲ့ပတ်သက်ပြီးတော့မနာလို့ဖြစ်ခဲ့ဘူးပါဘူး။ကောင်းမြတ်ဆန်ကတော့အောင်မင်းက ခန့်နဲ့တာယာတဲ့အိမ်တော်ကြီးကိုကြည့်ပြီးတော့အားကြရတယ်လို့လက်ထက်ယူထားတဲ့ကောင်းမလေးကဖန်နေကဖြစ်နေတာမလို့ပို့ပြီးတော့အားကြနေရတာပါအားပေးနေတယ်ဆိုတဲ့စကားတခုလေးကနေချုံမောပြီးတော့ချစ်စရာကောင်းတဲ့ဖန်လေးကို ဇနီးမယားတယောက်အနေနဲ့ပိုင်ဆိုင်ခွင့်ရခဲ့တဲ့အာမင်ခင်ရဲ့ကံကောင်းမှုကြီးကိုအားကျနေကြတာလည်းဖြစ်ပါရည်။အာမင်ခင်ရဲ့ခြေရဲကတော့ကောင်းမြတ်စက်တွေမကဘူး။ပရိသတ်တရားပါအားကျခဲ့ရတယ်ဖြစ်ပါနော်။နိုင်ငံကျော်မင်းသားနဲ့ဖန်ခဲ့ရဲ့ဇလန်ကစကားထဲမှာတည်းမဟုတ်ဘူးအပြစ်မှာပါဖြစ်နိုင်နေဆိုတာကိုလက်တွေ့ပြသခဲ့တာမလို့အားလုံးကသဘောကျခဲ့ရတယ်ဖြစ်ပါပြီ။ပရိသတ်တရားလည်းအားကျရတယ်လို့ကောင်းမြတ်ဆန်ကလည်းမနာလို့အားကျဖြစ်နေခဲ့ပါပြီ။တငယ်ချင်းဖြစ်သူဟာချစ်သူကောင်မလေးနဲ့တအိုးတအိမ်ထူထောင်နိုင်ချိန်မှာသူကတော့မူးလို့ရှူစရာချစ်သူတောင်မှမရှိဘူးဖြစ်နေရပါ။ ရုပ်ချော့ချော့မလီနဲ့မလို့ချစ်သူမရှိဘူးဆိုတာကိုပြိသက်တွေကမယုံနိုင်အောင်ဖြစ်နေကြပေမယ့်အဲ့ဒါတွေကအမှန်တရားတွေပါလို့ဆိုပါရီ။ကောင်းမြတ်ဆန်ကတော့အောင်မြင်မှုနောက်လိုက်ရှင်နေဘဝကိုရုန်းကန်နေရတာမလို့ချစ်သူထားမဲ့ဘက်ကိုမလဲနိုင်သေးဘူးဆိုပြီးတော့သူ့ရဲ့ခြေအကြောင်းကိုပြောပြခဲ့ပြီးလည်းဖြစ်ပါရီ။အောင်မြင်မှုချင်းတူပေမယ့်အခြေအေးကန်ကောင်းတာချင်းမတူတာမလို့ကောင်းမြတ်ဆန်ကတော့တငယ်ချင်းဖြစ်သူကိုမနာလို့ဖြစ်နေရလည်းမဆန်ပါဘူးနော်။ဟုတ်ကဲ့ပါခုလိုစိတ်ဝင်စားဖို့တရင်ကြောင်းရတဲ့ပြင်နောက်ထပ်လည်းနုပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့တရင်ကြောင်းရတွေကိုအချိန်နဲ့တပင်းကြီးတင်ဆက်ပေးတော့မှာဖြစ်လို့ဆောင်မြ 这个小阿飞叫鲍鱼。